Hello အားလုံးပဲမြင်ကြတော့ပါဘူး United Shoe ကနေကြိုဆိုပါတယ် United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United ကတော့လက်ရှိ Nottingham Forest နဲ့ England လူရေးစဉ်ကွင်းလေကစားသမားဖြစ်တဲ့ဘောနော် Ilio Anderson ကိုခေါ်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေပြီးတော့ကစားမားဖြစ်သူရဲ့ဘောနော်ကျွန်တော်တို့က agency ဖြစ်တဲ့ CAA Stella နဲ့လည်း United official တွေကတွေးဆမှုတွေရှိခဲ့တယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်က rumors တွေကျွန်တော်တို့ထွက်လာတယ် United ရဲ့ဘက်ကတော့ကစားမဖြစ်သူနဲ့ပတ်သက်လို့အသင်းရဲ့ long term project ကိုခြားပြခဲ့ပြီးတော့ ော့ကစားမကူတိုင်းကလည်းဇန်နဝါရီပြောင်းရွှေ့ဒါမှမဟုတ်နွေရာသီအပြောင်းရွှေ့မှာ Norian Forest ကနေပြီးတော့ထွက်ဖို့အတွက်တာစုနေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဒီနေရာမှာတခုရှိတာကတော့ဗောနော်ကျွန်တော်တို့ဟိုဒီချိန်မှာထွက်တဲ့မြတဲ့ဒင်းတွေတော်တော်များများကတော့ အဲစောင့်ကြည့်ခြင်းစရာကောင်းတဲ့အရာတွေကြီးပဲပေါ့ပြီးလို့ရှိရင်ကိုတင်းရဲ့ကွင်းလယ်နဲ့ပတ်သက်လို့ရှိရင်လည်းပဲတကယ်ကွင်းလယ်ကလူနေတာဆိုတော့ကွင်းလယ်တရင်းနေကျွန်တော်တောက်ရောက်ထွက်လာတာကျွန်တော်ရှိမှလည်းပဲအဒမ်ဝါတန်မလို့ကာလို့စ်ဘာလေးပါတို့အခုဆိုလို့ရှိရင်အီလီယိုအန်ဒါဆန်တို့ပါတို့နေနေပေါ့နော်ဒါပေမဲ့ယူနိုက်တက်ကအဲ့ဒီ၃ယောက်တည်းကနှစ်ယောက်ကိုကျွန်တော်နေနေပေါ့နော်ရအောင်ခေါ်နေနေဆိုလို့ရှိရင်တော်တော်အချိန်ကြီးကောင်းနေပြောရမှာပဲဒါပေမဲ့လို့မလွယ်ပါဘူးတိုးတော်လည်းပဲဒီကာလို့စ်ဘာလေးပါတို့အဒမ်ဝါတန်မလို့တဲ့စာလို့ရှိရင်တော့အီလီယိုအန်ဒါဆန်က ဒီအများကြီးပူပြီးတော့ဈေးသက်သာနိုင်နေလို့တော့ကျွန်တော်ထင်တယ်တခုနောက်တစ်ခုကျွန်တော်တို့ရှိတာကအဲ၃ယောက်စလုံး၃ယောက်ထဲကပေါ့နော်၁ယောက်ပဲခေါ်တာနဲ့ကျွန်တော်တို့ကပြီးမသွားဘူးလက်ရှိမှာဆိုလို့ရှိရင်အီလီယိုအန်ဒါဆန်ကနျူကာဆယ်မှာအဆင်မပြေသလိုဖြစ်ခဲ့ပြီးမယ်လို့ပေါ့နော်လက်ရှိနော်ရီယန်ဖော်ရက်စ်မှာကျတော့တော်တော်ကိုကောင်းတဲ့ကစားမဖြစ်နေတာတော်တော်ကောင်းတာတော်တော်ကိုကောင်းတာအဲ့ဒီ defensive midfield အထိုင်မှာကစားတာအဲ့ဒီတော့အန်ဒါဆန်ဟာတော်တော်လေးခြေသွမ်းပြနေတယ်ဆိုတော့အသင်းတာဝန်ရှိသူတွေဘက်ကဒီဘက်ကိုလှည့်လာတဲ့သဘောပဲကစားမကတော့ပေါ့နော် အဲထွက်လိုက်မယ်လို့တော့ကျွန်တော်ထင်တယ်ဇန်နဝါရီမှာဒါဒီညမှာပိုစတီကိုဂလူးနဲ့အချင်းဒီဘယ်လိုလာအောင်မလဲပေါ့လက်ရှိ Northern Forest ရဲ့အချင်းဒီဘယ်လိုလာအောင်မလဲဆိုတဲ့ပုံမှာမူတည်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီ Northern Forest မှာတော့ဘာလို့ဆိုလို့ရှိရင် no forest တို့ဘာလို့မလို့ဆိုလို့ရှိရင်ဗျာလက်ရှိမှာသူကပွဲကစားခွင့်ရပုံမှန်ရနေတာအဲကဲလို့အတင်းတင်းကခေါ်မဲ့ပွဲကစားခွင့်ပုံမှန် offer လုပ်နေနေဆိုလို့ရှိရင်တော့ ပြောင်းလိုက်မယ်လို့လည်းကျွန်တော်ထင်တယ်။လက်ရှိမှာ Nordian Forest ကဒီ Santos ရဲ့လက်ထက်တုန်းကလည်းမဟုတ်တော့ဘူးပေါ့နော်။အရာအလုံးကဖျို့ဖျဲကျွန်တော်ဖြစ်နေပြီပေါ့နော်။အဆင်မပြေသေးဘူးဆိုတော့ကစားမကိုယ်တိုင်ကလည်းထွက်ချင်တယ်လို့ကျွန်တော်ထင်တယ်။အဲဇန်နဝါရီပြောင်းရွှေ့မှာလည်းထွက်နိုင်စွမ်းရှိတယ်။နွေရာသီမှာလည်းထွက်နိုင်စွမ်းရှိတယ်။ဆိုတော့ United အတွက်ဘာလဲပါတော့ Watson တို့နဲ့မတူတဲ့အရာကအဲ့ဒါပဲ။နံပါတ်1ကကစားမဒီဇန်နဝါရီပြောင်းရွှေ့မှာထွက်နိုင်စွမ်းကျွန်တော်ရှိတယ်။ဟိုကောင်ဒီနှစ်ယောက်ကကျတော့လုံးဝကိုသူတို့ရဲ့ဒီမိခင်တင်တွေကလုံးဝမရောက်ညဘူး။နောက်တစ်ခုကကစားမက22နှစ်ပဲကျွန်တော်ရှိသေးတယ်။22နှစ်ပဲကျွန်တော်ရှိသေးတယ်။ ပရီးမီးယားလိနဲ့ကျွန်တော်တို့ဘာသာအသားကြောင့်ဖြစ်တန်းလာတဲ့ကစားမတယောက်ဒါအပြင် Northern Forest နဲ့ကျွန်တော်တို့က2029ခုနှစ်ထိတက်တန်းရှိတဲ့စားချုပ်ကိုဒီကစားမလေးကရှိနေတယ်ဆိုတော့လွယ်လွယ်နဲ့တော့ခေါ်လို့တော့ကျွန်တော်ရမှာမဟုတ်ဈေးကွက်တန်ကြီးကတော့ယူရိုတန်း30ပဲရှိတယ်ဈေးကွက်တန်ကြီးကယူရိုတန်း30ပဲရှိတယ်ဆိုတော့ဒါကြောင့်ဘာလို့ United အနေနဲ့ Adam Wardam တို့ဘာလို့ဒီ Carlos Baler ဘာလို့ကဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ဖို့အတွက်ကျူပန်းတာလုံးဝအဆင်မပြေဘူးဆိုရင် Elio Anderson ပဲလှည့်ကောင်းလှည့်လာနိုင်တယ်။အဲတခုတော့ရှိတာကတော့ ကွင်းလယ်မှာဗောနောအဲကစားမတယောက်ထက်ခေါ်ဖို့ဆိုလို့ရှင်လက်ရှိကွင်းလယ်ကစားမတယောက်ကိုတော့ကျွန်တော်လက်လုပ်ဖို့လိုတယ်ဆိုတော့မင်းနူးကိုအငှားချလိုက်တာမျိုးတွေပါတယ်ဗောနောဒါမျိုးလို့ကျွန်တော်ကတော့ EDO Anderson ကတော့လောလောဆယ်မှာပူကောင်းတဲ့ကစားမပူကောင်းတဲ့ performance တွေပြနေတယ်ဗောလေတူတော်တယ်ပဲမင်းနူးတို့ဘာတို့ကိုတုံးလို့ရှင်မှန်တယ်ပြောရရင်ဒါမလို့ဘူးဗျာအကယ်လို့ Ilio Anderson ကိုခေါ်မယ်ဆိုလို့ရှိရင် Menu နဲ့ Anderson ဆိုပြီးတော့နှစ်ယောက်တော့တွဲပေးလိုက်လို့ကျွန်တော်ရာသေးတယ်။တန်း30ဝန်းကျင်လောက်ရှိတဲ့ကစားမကိုတန်း40လောက်ပေးရင်တော့ အချင်းကြီးကောင်းကောင်းကောင်းမှာပေါ့ဗျာနော်ဒါဒါခံမင်းကြီးပြောကြည့်တာပေါ့နော်ဒါ Northern Forest ရဲ့ဘက်ကလည်းသူတို့အတင်းကိုတိုင်းတောင်မှတိုင်ပက်နေတဲ့အချင်းကြီးမျိုးမှာသူတို့ရဲ့အကောင်ဆုံးကစားမားတွေကတရားကိုရောင်းမယ်လို့ကျွန်တော်မထင်ပါဘူးနော်ရောင်းမယ်လို့ကျွန်တော်မထင်ပါဘူးတက်နေတယ်များဆိုလို့သူတို့ရဲ့ကစားမားကောင်းတွေကိုသူတို့ပြီးခဲ့တဲ့ရာသီကဒါအတက်နိုင်သူသူတို့ဆက်ပြီးတော့ထိန်းထားတယ်ဒါပြင်ပိုင်ရှင်ကညီကလူဘလူချင်းနေရှိတယ်ညီကလူတိတဲ့အတိုင်းပဲ အမေရိုအီလီယိုအန်ဒါဆန်ဒီတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကစားမပါတကယ်ကိုကစားမကောင်းတယောက်ပါလက်ရှိညိုရင်ဖော်ရက်စ်မှာလုတ်ပြထားတာတွေအင်္ဂလန်လူရွေးစင်မှာသူကစားကွင်းရမယ်ဆိုလို့ကစားကွင်းရတဲ့အခါတိုင်းသူလုတ်ပြထားတာတွေကတော်တော်လေးကိုကျွန်တော်ခြေသွင်းကောင်းတယ်တော်တော်လေးကိုကျွန်တော်ခြေသွင်းကောင်းတာဒါကြောင့်အီလီယိုအန်ဒါဆန်ကိုမန်ချက်စတာယူနိုက်တက်အနေနဲ့စိတ်ဝင်စားတာမျိုးကတိတ်တော့မထူးဆန်းဘူးပေါ့နော်ဆိုတော့အီလီယိုအန်ဒါဆန်ဒီကာလော့စ်ပါလေပါအာဒမ်ဝါဒမ်၃ယောက်ထဲကိုကျွန်တော်ကြည့်ရင်ဇန်နဝါရီမှာကျွန်တော်တို့ကကွင်းလင်ကစားမတယောက်အစားထိုးရမှာဖြစ်တဲ့တွေ့ပါပေါ့နော်အန်ဒါဆန်ဒီ အဲလက်တွေ့အကြဆုံးကျွန်တော်ဖြစ်နေတယ်ဗောနော်လက်တွေ့အကြဆုံးကျွန်တော်ဖြစ်နေတယ်ဇန်နဝါရီမှာလည်းကျွန်တော်ကကစားမခေါ်မရမှာဒီကွင်းလင်နဲ့ကျွန်တော်သွားလို့မရဘူးဆိုတော့ Anderson ဒီ United ရဲ့ကျွန်တော်ဒါစိတ်ဝင်စားမှုခံနေရပြီညီကလေးနေနေရောလက်ရှိ Leo Anderson နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်